ထာဝရဘုရားကိုယ်တိုင်တစ္ဆာပြုထားမှာတော့တတလုံးနေဩဝါဒစာပထမဆုံးခန်းကြီး9ငွေ23ကနေငွေ24ငြိမ်သက်ခြင်းဤအရှင်ဘုရားသခင်ကိုယ်တော်တိုင်လည်းတင်းတို့ကိုအကုန်အစင်တန်ရှင်းစေတော်မူပါစေသောငါတို့သခင်ယေရှုခရစ်ကြွလာတော်မူသောအခါတင်းတို့ဤကိုယ်ခန္ဓာစိတ်ဝိညာဉ်အပေါင်းကိုအပြစ်တင်ခွင့်နဲ့ကင်းလွတ်စေခြင်းကစောင့်မတော်မူပါစေသောတင်းတို့ကိုခေါ်တော်မူသောသူသည် တစ္ဆာနှင့်ပြည့်စုံသည့်ဖြစ်၍ထိုသို့ပြုတော်မူလိမ့်မည်ယုံကြည်သူခရစ်ယာန်များအတွက်ဆုတောင်းခြင်းနဲ့အာမခံချက်ဖြစ်ပါသည် ကိုခန္ဓာစိတ်ဝိညာဉ်အပြစ်တင်ခွင့်နဲ့ကင်းလွတ်ဖို့ဆူတောင်းပေးထားသလိုအဲ့ဒီလို အပြစ်တင်စရာတစ်စက်မှမရှိတဲ့အခြေအနေရောက်တဲ့အထိထာဝရဘုရားသခင်ကပြုပေးမယ်လို့တစ္ဆာဆိုထားကြောင်းကိုလည်းဖော်ပြထားပါတယ်။ဒီတော့ကျင်းသေးတာကသင်ခရစ်တော်၌ရှိပြီဆိုရင်ဒီနေ့မှာကိုရောစိတ်ရောဝိညာဉ်ရောအပြစ်တင်စရာတစ်ခုမှမရှိအောင်တန်ရှင်းသွားမယ်။ကိုခန္ဓာကလည်းဖျားကြိုက်တာပဲလုပ်မယ်။စိတ်ရောဝိညာဉ်ရောကလည်းဖျားကြိုက်တာပဲလုပ်မယ်။သင်အနာကအကြောင်းပုံဖော်ကြည့်တိုင်းအဲ့ဒီလိုပုံဖော်ခွင့်အတိအကျရှိတယ်။ အာမခံချက်ရှိပြီဆိုတာနဲ့စုမတောင်းရတော့ဘူးတော့မဟုတ်ဘူး။ယာနုံးပြတန်ရှင်းဖို့အတိအကျအာမခံချက်ရှိပေမဲ့အဲ့ဒီလိုဖြစ်လာဖို့ဆက်ပြီးလဲဆူတောင်းရမယ်။ဖြစ်လာမယ်ဆိုမှတော့ဘာလို့ဆူတောင်းနေရမှာလဲ။ယုံကြည်ခြင်းနဲ့စောင့်ယုံဖို့မဟုတ်ဘူးလားလို့မေးစရာရှိနေပါတယ်။ဘာလို့ဆူတောင်းခိုင်းတာလဲဆိုတော့တင့်ကိုစိတ်ဆန္ဒပြင်ပြစေခြင်းလို့လူတွေကလိုချင်စိတ်ပြင်ပြတဲ့အရာတွေအတွက်ဆူအရန်တောင်းတတ်ကြတယ်မဟုတ်လား။အခုညဉ့်ဉန်းမှုတွေရှိနေတဲ့အချိန်မှာကလေးကစုံလင်တဲ့တန်ရှင်းသူဖြစ်ခြင်းစိတ်ပြင်းပြစေချင်တာဒါကြောင့်ယာနုံးပြတန်ရှင်းသူဖြစ်မှာအတိအကျလို့သိမဲ့ဆွဲလန်းပြီး ဖြစ်လာဖို့ရန်အတွက်လဲစိတ်ဆန္ဒပြင်းပြနေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်